အရင်မှလည်းဟိုမိုးတို့ရိုက်ခဲ့တဲ့အမေနဲ့တမီးကလေးတိတ်လေးနေတယ်လေအခုကဟိုဟာတန်တာဆိုတော့ကိုနဲ့ကိုနဲ့ကိုညီမလေးပေါ့နော်တုံးဝဲဆိုင်လေးပေါ့ မင်းနဲ့တမီးနဲ့မောအမြဲတမ်းဘာသာတာလည်းမသိဘူးငယ်ဘွားတော့ကားတိုင်းရိုက်ရအဲ့လိုကြောင်းသူလေးတွေတို့ဆယ်စော်တက်လေးတွေတော့အရှင်းမရိုက်ခဲ့မှာဆိုရင်အမုံမြင့်တုံးကလည်းအဲ့လိုငယ်ဘွားလေးတွေတင်မလာကျူရှင်ပါလေအဲ့အဲ့လိုကျူရှင်တက်တဲ့ character လေးပါတယ်အရှုံးမဲ့နိုင်ပါလေငယ်ဘွားတွေပါတယ်အဲ့လိုဖြူစိမ့်နေတယ်အခုလည်းငယ်ရအောင်မယ်အဲ့လိုလူလေးလေးလို့လေနော်အဲ့လိုပဲဟုတ်ပါတယ် ကားတော့မိုးကအဲဇလန်တွဲနာမည်တော့မုံမန်ညိုဆိုရယ်ဇလန်တွဲပေါ့နော်ဒီကားမှာလည်းဒီ character လေးတစ်ခုနဲ့အထူးထူးခြားခြားမြင်ရအောင်ပါဗာဒီဇက်ကိုဖတ်လိုက်တဲ့ချိန်မှာလည်းမိုးကရန်နဲ့သဘောကျတယ်ထူးခြားတဲ့ character လေးတစ်ခုလည်းဖြစ်တယ်ပေါ့အဲအမေရယ်တမီးရယ်နောက်ပြီးတော့ sorry ကတော့ဟိုဟာဟိုဟာပေါ့ သုံးဝင်ရဆိုင်တယ်လို့လို့မဆိုင်တယ်လို့လို့လေးဖြစ်နေတာပေါ့နော်ဆိုတော့ဒီဇက်အိမ်လေးလည်းပရိသတ်ကြိုက်မဲ့ဇက်အိမ်လေးလည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကလက်ခံပြီးတော့ရိုက်ကူးဖြစ်တာပါရှင်အဲ့လိုအိမ်တော်ရေး drama လည်းဖြစ်တယ် family drama လို့လည်းအဲ့လိုမျိုးလေးလည်းဖြစ်တယ်ဆိုတော့ drama ပေါ့ drama ပါပဲဟုတ်ကဲ့မို့လို့ရမယ့် character နာမည်တိုင်းအဲ့လိုဒီလိုပြတ်သားတယ် တည်ကြည်တယ်ထက်မြက်တယ်ဆုံးဖြတ်ချက်ချပြင်ဘယ်တော့မှမပြင်တတ်ဘူးကိုယ်စိတ်ထဲမှာအာဒီလိုမျိုးအဲတခုကိုကထားပါတော့ချစ်နေရတောင်မှချစ်နေရနေတောင်မှအဲ့လိုဆုံးဖြတ်ချက်ချထားရင်မချစ်ဖို့ဆုံးဖြတ်ချက်ချထားရင်တော့လုံးဝမချစ်တော့ဘူးဆိုတော့အဲ့လိုမျိုးအဲ့လိုမျိုး character မျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးပြင်အောင်မောကတော့အာအကောင်းဆုံး ပြင်ဆင်ပါပါမြန်မာနဲ့တရားကောင်မလေးရအောင်တဲမှာအပြတဲနှုတ်တယ်နှုတ်တယ်မခင်မခင်လေးမြင်တိဆုံးပါတကယ်မတဲဘူးအချစ်ကြီးရဲ့ဆိုတာတကယ်ပေါ့အချစ်ကြီးရဲ့မြတ်ကြီးရလားနော်ကြီးမဲ့ထင်တယ် မိချမ်းနဲ့အောင်ရချမ်းနဲ့အောင်ရချမ်းနဲ့တော့စုံတာလဲကြာပြီပေါ့နော်စုံတာကြာပြီဆိုမဲ့အပြင်မှာတော့အဲ့လိုမမဒီကမမခိုင်မာနဲ့လည်းခင်နေရောအမြဲဟိုခင်နေပေါ့နော်အဲ့လိုဟိုတကယ်မောင်နှမရင်းချတယ်လို့ပဲပေါ့ကျမမဟေတီရိုက်ပြီးကလေးကအောင်ရချမ်းနဲ့မစုံတာကြာပြီပေါ့အဲ့လိုပဲမွားလို့နာမည်ပေးရန်တော်ရလေးတည့်ရမလားလို့ shooting ဒီမှာဆိုရင်ကိုပေးလိုက်တဲ့နာမည်ကြီးကအဲ့လိုတွင်သွားတာအဲ့လိုမျိုးအခုဆိုမခိုင်မာစာမိချမ်းပဲဖုန်းပြောလို့ရှင်တက်မီးရေမိချမ်းကလေမဖြစ်တယ်ညာဖြစ်တယ်အဲ့လိုအဲ့လိုအဲ့လို ဆိုတယ်မလားမိကိုပေးတွင်တယ်အရင်မှလည်းဟိုမိုးလို့ရိုက်ခဲ့တဲ့အမေနဲ့တမီးကကလေးတိတ်တိတ်လေးနေလေအခုကဟိုဟာတန်တာညီဆိုတော့ကိုနဲ့ကိုနဲ့ကိုညီမလေးပေါ့နော်ဆိုတော့ဒါပေမဲ့မိုးကတော့ဟိုဟာပေါ့ဒီအသက်ဒီ40 30ကျော်40နာဝန်းကျင်မျိုးသမီးတယောက်ပေါ့အဲသူကကိုရဲ့ spy ဖြစ်သွားမလားတော်မပြောသေးဘူးပြောနေတာအဲ့လိုဆိုတော့အဲပေါ့တော့ဝင်ဆိုင်လေးပေါ့ မေနဲ့တမီနဲ့ဟုတ်ဒီနဲ့ထိတ်တိုက်တွေ့ရအောင်မီချမ်းနဲ့ပဲပေါ့အောင်ဂျန်နဲ့ပဲတွေ့ရမှာအောင်ဂျန်နဲ့စုံတဲ့စင်တွေများတယ်အောင်ဂျန်နဲ့စင်တွေများတယ်ပြီးတော့ကိုကြီးထွက်ခေါင်ပြီးတော့ဖေဖေကြီး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 ကို့စုမှာဖေဖေကြီးအဓိကကို့ဒီကားမှာကို့အဓိကပိတ်စုမှာဖေဖေကြီးဖြစ်နေတယောက်နဲ့တောက်ဘေးယူမျှပြီးတော့ဒီစင်းဆိုရင်ဒီစင်းတစ်ခုကလှလှပပနဲ့အာ จิกกองกองถั่วลาหมดป่ะอะห่าอธิกบาเป๋ห่าวๆตายเกติเนี่ยสรโกกําสีรอเลยป่ะตายอ่ะมะไม่ตายฮะรู้ได้ห่ากา နည်းနည်းနည်းပါရှိရောရှိနည်းပါတယ်နည်းတော့နည်းမယ်ထင်တယ်ငယ်ဘဝလေးမှာတော့ရှိမယ်ထင်တယ်ဟုတ်ငယ်ဘဝလေးပါသေးရောလေးမောအမြဲတမ်းဘာသာတာလည်းမသိဘူးငယ်ဘဝတော့ကားတိုင်းရိုက်ရအဲ့လိုကြောင်းသူလေးတွေတို့ဆယ်စော်တက်လေးတွေတော့အရှင်းမရိုက်ခဲ့မှာဆိုရင်အမုံမြင့်တုံးကလည်းအဲ့လိုငယ်ဘဝလေးတွေတက်မလားကျူရှင်ပါလေအဲအဲ့လိုကျူရှင်တက်တက်ကရက်တာလေးပါတယ်အရှုံးမဲ့နိုင်ပါလေငယ်ဘဝတွေပါတယ်အဲ့လိုဖြူစိမ့်နေတယ်အခုလည်းငယ်ရအောင်မယ်အဲ့လိုမျိုးเนาะအဲ့လိုပဲ ဟုတ်ပါတယ်ဒီဝတ္ထုကရဲ့နာမည်ကြီးရဲ့ဝတ္ထုလည်းဖြစ်တယ်ပေါ့เนาะပြီးတော့ဆ iam မရဲ့လွန်ထားထားရဲ့ဝတ္ထုတွေမမရိုက်ဘူးပေါ့ပြီးတော့ကိုကူရာရဲ့လည်းဆ iam မရဲ့ fan တယောက်ဖြစ်တယ်ဆိုတော့တာဝန်လည်းကြီးရဲ့လို့ခံစားရတယ်အဲပြီးတော့ဒီ character ကိုလည်းအကောင်းဆုံးဟိုဟိုလှုပ်ဖို့အတွက် energy ပြည့်ရှိနေရဲ့အဲ့လိုမျိုးဆိုတော့အကောင်းဆုံးကြိုးစားမှာပါဟုတ်ကဲ့အဲကိုလှုပ်ချင်တဲ့အရာတွေကတော့အများကြီးရှိပါတယ်ဝတ္ထုမိုးကြိုက်တဲ့ဝတ္ထုတွေလည်းအများကြီးရှိတယ်အာတခြားပေါ့อืม ဆရာမဂျူမွတ်တူတွေလည်းအများကြီးရှိပါတယ်။မိုးပထမဆုံးမိုးတွေ့ရတဲ့လူတွေဆိုလို့ရှိရင်အကောင်လုံးကအဲ့လိုမျက်နှာတည်တယ်အဲ့လိုမျိုးထင်ကြရပေမဲ့တကယ်မိုးဆက်အရင်လို့တယ်။အဲ့ဒါမိုးနဲ့ပေါင်းတဲ့ပေါင်းတိသွားအဲ့လိုတရင်တနည်းမဟုတ်ပဲနဲ့အဲ့လိုနည်းနည်းလေးတိသွားပြီးစဲလူဆိုရင်တော့အဲ့လိုခင်သွားပြီးဆိုရင်ဟိုအရင်ခင်မှာမဟုတ်နည်းနည်းခင်သွားနေဦးတည်ရဲ့အဲ့လိုမျိုးအဲ့အဲ့လိုစိတ်အရန်နုလေပြောတခုခုဆိုအရန် emotional ဖြစ်လွယ်တယ်အဲ့လိုပေါ့နော်ဟုတ်ကဲ့ရှိအပြစ်မမြင်တတ်ဘူး လည်းမြင်ပါတယ်အဲ့လိုတိမ်ဆောက်မခံဘူးပဲနောက်တာပါအဲ့လိုတော့မဟုတ်ပါဘူးဒါပေမဲ့ဟိုငငယ်တော့อ่ะဆိုလို့ဆိုဆယ်ကျော်တက်တုံကတော့အဲ့လိုမျိုးကြီးရှိရပါဘူးเนาะဒါပေမဲ့အခုကတော့ဆယ်ကျော်တက်မဟုတ်တော့ဘူးလीเนาะ30ကျော်တက်ဖြစ်သွားပြီအဲ့ဒါလိုပါပဲဟုတ် တပိကမိမပါလို့ရှိရင်အာကြအဲ့ရန်ချစ်လို့ရန်ချစ်လို့အဲ့လိုမျိုးအားကြလို့အဲ့သူတို့ရဲ့ private wedding လေးကိုလေအဲ့လိုအရန် meaningful ဖြစ်တယ်လို့ခံစားရတယ်။အဲ့လို wedding ဆိုအဲ့လိုမျိုးငယ်ငယ်တည်းကစိတ်ကူးမိရရအများကြီးရှိရအဲ့လို private ဆိုတာတဲ့အဲ့လို အဲ့လို forest wedding လေးတို့ beach wedding လေးလို့အဲ့လိုမျိုးဆိုတိုက်တယ်အဲ့လိုမျိုးတိုက်တယ်အဲတော့နိုင်လို့တော့မရဘူးပေါ့နော်ဒါကြတော့သူဘယ်လိုပြောမလဲအချစ်ခံရလေအချစ်ခံရတာပေါ့ဒါပေမဲ့ဘယ်လိုမျိုးဘယ်လိုပြောမလဲတယောက်နဲ့တယောက်ကတော့အချိန်နေရမတူကြဘူးလေဆိုတော့အာကိုချစ်နေရဲ့အချစ်ပေါ်မှာကိုကလည်းကောင်းကောင်းပြန်ချစ်ပြီးပါပဲ ဟုတ်ကဲ့ဒီဇက်လန်တွဲကအခုဒီရွှေစီတော်ထုတ်လုပ်ရေးနဲ့မဟာနဲ့ပူးပေါင်းပြီးရောရိုက်ကူးပြီးတော့မဟာရုပ်တံလိုက်မှာအာပြတ်တာမှာဖြစ်ပါတယ်အခုမို့လို့ဒီစပြီးတော့ဒီနေ့ကတော့ပွဲပေးပွဲခမ်းနာလုပ်တယ်အာပြီးရင်အကောင်းဆုံးပေါ့နော်ဒီလာမဲ့အာ25ရက်နေ့မှာစတင်ရိုက်ကူးပြီးရောအကောင်းဆုံးကြိုးစားပြီးရောမို့လို့ဒီတစ်ဖွဲ့လုံးပေါ့နော်အာအဓိကဆိုလို့နောက်ပြမုန်းနဲ့ဥရက်လေးနဲ့ဆိုမို့တခါမှမစုံဘူးပါဒါပထမဆုံးမှာစုံဘူးဆိုလို့အပြင်မှာပွဲတွေမှာခင်တိတာပဲရှိတာပေါ့နော်အဲ့လိုအလုပ်ကို အစိမ်းပေါ်မှာလိုရိုက်ဝဲမှာတို့တခါမှမရိုက်ဘူးပါဘူးအဲ့တော့ဟိုဟာဥရနေနေတယ်အဲ့လိုတွဲပြီးတော့အများကြီးရိုက်ရမယ်ဆိုတော့ကြောင့်အများကြီးလက်ခုံယူပါတယ်ဆိုတော့အာထပ်ပြီးမိုးတော့ကောင်းဆုံးစူးစမ်းပါမယ်ဒီကားလေးထွက်လာမယ် result ကိုပြည့်တက်ရအောင်စောင့်ကြည့်ပေးပါလို့အားလဲအားပေးကြပါလို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်